ဆီမောဒီချေရောလိုက်ကိုရီးယားနိုင်ငံရဲ့ Center ရဲ့ Founder တိချေဖို့ဖြစ်ပါတယ်။ချေရောနိုဝင်ဘာ16ရက်နေ့မှာကျင်းပရောမယ့် Topic Exam နဲ့အတူအချိန်ကလည်း9ရက်နောက်ပဲကျင်းတော့တယ်။ဘာပြင်ဆင်ရမလဲမသိဘူးဆိုတဲ့ကလေးတွေအတွက်စာပြန်လွှင့်နေအာစာလေးလုပ်လို့ရအောင်တချေရတာလေးကိုရှင်းပြပေးလိုက်ပါတယ်နော်။ topic ရချင်တဲ့ကလေးတွေကတော့ sorry dear subscribe လောက်ထားတာပဲဖြစ်ဖြစ်အတန်းတက်ထားတာဖြစ်ဖြစ်လိုအပ်တယ်ပေါ့နော်အခု9ရက်အတုံးအတွင်းမှာဒီနေ့ကနေစပြီးတော့ဘာတွေပြင်မလဲဆိုတာကိုရှင်းနေအတူတူကြည့်ကြအောင် ဖြင့်ပထမနေ့မှာတချို့အရင်နေ့ကလောက်ထားပြီးသားအရင်နှောင်းကလောက်ထားပြီးသားတာဖြစ်တဲ့အတွက် listening number 1ကနေ number 10အထိအရင်ဆုံးလေ့လာမှာဖြစ်ပါတယ်။ ပြီးတော့လို့ရှိရင် reading 1ကနေတန်းထီးလေ့လာမှာဖြစ်ပါတယ်။အဲ့ဒါပြီးတော့လို့ရှိရင်တော့ writing အနေနဲ့ကတော့96ကိုကိုကကောင်းကောင်းမသိသေးဘူးဆိုရင် YouTube တို့အဲဒါမှမဟုတ်ရင်ကိုတင်တဲ့တက်နေတဲ့ video clip စာရင်းကနေလေ့လာလို့ရတယ်ပေါ့နော်။ Okay ဒီ number 1ကနေတစ်ဆင့်ကိုစတော့ဘယ်မှာလေ့လာလို့ရလဲ။ဘာလို့လို့ရလဲဆိုရင်တော့ teacher တို့ကတော့ have your recipe ဆိုတဲ့စာအုပ်နဲ့လေ့လာတာများပါတယ်။1ကနေတစ်ဆင့်ဆိုရင်မိကုံးပုံစံကိုပြီးသွားတဲ့အခါမှာကတော့ paper test တွေကိုတော့ topic talk ကို KR ဆိုရင် website မှာ down ပြီးတော့ Mego Home လေးဖြည့်ချလို့ရပါတယ်။ YouTube နဲ့ပတ်သက်ပြီးတော့အဲ landing လုပ်တဲ့လူတွေဆိုလို့ရှိရင်ပြန်မှာအများဆုံးအောင်လဲဆိုတော့ Korean on the topic guide ဒီမှာစားတဲ့ handy ကြီးစားတဲ့ topic channel တွေမှာလေ့လာလို့ရှိရင်တော့ဒီက setting က setting ကိုဘယ်လိုရှင်းပြလဲဆိုတော့လောက်ပဲပေါ့။ဒါတော့ပထမနေ့မှာလေ့လာမှာဖြစ်ပြီးတော့ day 2အနေနဲ့ခြေတော့ number 30ကနေ20 number 30ကနေ20 listening ကို reading ကိုလေ့လာမှာဖြစ်ပါတယ်။ပြီးလို့ရှိရင် writing အနေနဲ့ကမနေ့က day 1မှာဒီခြေတော့က landing လုပ်ပြီးတာဖြစ်တဲ့အတွက်ဒီနေ့မှာကတော့ Mego Home နေနဲ့ကနေကြည့်ပြီးတော့ practice ဖြစ်ပါမယ်ဒါဆိုရင်တော့ reading ကလည်း20 listening ကလည်း20တိပြီးပြီး writing ကလည်း51ပြီးပြီးဆိုရင်တော့သိစားတော့ topic 3ရဖို့ confirm သွားပါပြီမှားလို့တော့မရဘူးပေါ့နော် okay အဲ့ဒါပြီးတော့လို့ရှိရင်ဟိုတစ်ချက်တမလို့ day 3မှာမလုပ်ချောင်းလဲဆိုရင်တော့ day 3မှာတစ်ချက်တို့လွယ်ပါတယ်အရင်နေ့ကတင်ထားပြီးသားဖြစ်တဲ့တစ်ကနေ20တစ်ကနေ20အရင်ဆုံး topic 5 6ကိုရချင်တယ်ဆိုလို့ရှိရင်3မှာမမားတင်းတဲ့ဟာတွေကိုမှားလို့မရဘူးပေါ့နော်3မှာလည်းမမားရဘူး4မှာလည်းမမားရဘူးဆိုမှတော့ချက်တို့အဆင်ပြေမှာဖြစ်တဲ့အတွက်20အထိကို တက်ကနေ20ဒီကိုဘေကောဟောင်းနေပြန်ကြည့်မယ်။နံပါတ်52ကို brightness လောက်ပဲပေါ့51နဲ့52ကအရင်ပုံစံကွဲပြားနေတာမဟုတ်တဲ့အတွက်ကြောင့်လို့တခါလေးနဲ့ brightness လောက်လို့ရမှာဖြစ်ပါလေ။အဲ့တော့ဆိုလို့ရှိရင်တော့ teacher တို့အဲ topic 3ရဖို့ confirm သွားပြီပေါ့နော် day 3မှာ okay အဲ့ဆိုရင် teacher တို့ day 4မှာမလုပ်ဆောင်မလဲဆိုတော့နံပါတ်20 20ဒီပြီးသားလာဖြစ်တဲ့အတွက်20အနေ30 20အနေ30သွားမယ်။53ကို landing တိကျလောက်ပါမယ်။53ကအမှတ်ယူလို့အရင်ကောင်းနေတယ်မှာပါတာဖြစ်တဲ့အတွက်ကြောင့်လို့20အနေ30လောက်ပဲပြီးရင် whole question တွေဖြည့်ကြည့်မယ်။ဒါဆိုရင်တော့ teacher တို့ puppet level 40ကိုတည်ချဘလောက်ဖြစ်သွားပြီပေါ့နော်โอเคနောက်ဆုံး စနေနေ့ကျတို့ topic မဖြစ်ခင်တရမှာဘာတွေလောက်ချက်မလဲလို့ပြောရင်တော့ listening 30ရာနေ listening reading 30ရာနေ listening 53ကို practice ပြန်လုပ်မယ်54ကိုကအချိန်မမီလောက်တော့ဆိုရင် learning ပဲလုပ်ပါ54ကကျတော့ idea ကောင်းရင်ရေးလို့ရပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ကိုက grammar ကိုနိုင်တဲ့ grammar နဲ့ကိုပိုင်တဲ့စာကြောင်းလေးတွေကိုပဲဖွဲ့ပြီးတော့ရေးမယ်ဆိုရင်53 54ရာအမှတ်အရယူလို့ကောင်းနေတယ်မှာပါတယ်အတွက်ကြောင့်မလို့တေချာလေးတော့ပြင်ဆင်စီစဉ်နေပေါ့နော်ပြီးလို့ရှိရင်ဒီချက်40ရာနေ50တမီတော့အဲ့ဆိုရင် practice လုပ်ဖို့အချိန်မရှိဘူးလားဆိုရင် 30ရာနေ40မိကုန်းပုံစံလိုပဲ40နဲ့50နေရာနဲ့ဆက်စင်လေးပါအရင်ကွဲပြားတော့မရှိတဲ့အတွက်ရရင်ရတော့ဖြည့်ခဲ့ဖို့အဲပြောပြလိုက်ပါတယ်ဗောနော်ဒါကတော့တချို့အခုဒီ9ရက်ပဲကျန်တော့တဲ့ဒေါက်တွင်းမှာပြင်ဆင်ဖို့ဒီလိုနီးလေးနဲ့ပြင်ဆင်မယ်ဆိုရင်မိနိုင်ပါလိမ့်တယ်တရက်ကိုတနားခွဲတနားလောက်ပဲအချိန်ပေးမယ်ဆိုရင် topic 5ကန်ကောင်းလို့ရှိရင်ကိုက53လုံး54လို့မှတည်စားရေးနိုင်မယ်ဆိုလို့ရှိရင် topic 6ရနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးပဲ exam attack collect ပါ fighting 2026 topic မှာ ကောင်းကောင်းအမှတ်လေရစနေ topic level 6လေရစနေဆိုရင်တော့ like korea မှာ2026ငားလာပိုင်းအမိဖွင့်မဲ့အတန်းလေးတွေကို join ဖို့ဒီချိန်ကပြောပြလိုက်ပါတယ်เนาะခပ်စမ်းနေတာ fighting center